အွန်လိုင်းကနေငွေဝင်ဖို့အတွက်လူအများထိုင်းလန့်အောင်ငလျင်သတင်းနဲ့ခူတုံးလောက်ခဲ့မိတဲ့အပေါ်တောင်းမနေရတဲ့မိချုံအလုံးမဲမိကလာပေါင်းဗမ်မစ်နောင်ကနေကျူစွာလိုက်ပါတယ်မိချုံကနိုင်ငံသားမှနေထိုင်ရင်ဆိုရှယ်မီဒီယာပေါ်ကနေဝင်ငွေရှာနေသူတယောက်ပေါင်း အွန်လိုင်းဝင်ငွေကိုကောင်းကောင်းနားလည်သူတရားမို့ဆက်လီဖြစ်အောင်ဟာသဗီဒီယိုလေးတွေရရင်ကြိုးစားလာခဲ့ရပါတယ်။ခနာတာမော်ရီကိုပြည်စည်တဲ့မိချိုရင်ဟာသဗီဒီယိုလေးတွေကိုလူအများကလည်းတကယ်သဘောကျကြတာပေါ့။ဒါပေမဲ့လက်တလုံးမှာတော့မိချိုကမဟုတ်မမှန်သတင်းနေနဲ့လူစိတ်ဝင်စားမှုရအောင်လုပ်ခဲ့ရဆိုပြီးဆွဆွဲခံနေရပါတယ်။ပြီးခဲ့တဲ့20ရက်နေ့မှာငလျင်ပြင်းချီတစ်ခုလုပ်မယ်ဆိုပြီးနမဲကြီးနေခဲ့တာအလုံးလည်းအသိပေါင်းမလ20ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့်လူတွေရဲ့စိတ်မှာအကြောက်တရားတွေဆွဲနေချိန်မှာဘေဒင်စီယာတိုးက20ရက်နေ့မှာငလျင်ကြီးထပ်လုပ်မယ်လို့အတင်း ကြကိုပြောနေခဲ့ပါတယ်။ဆိုပါစကားကြောင့်လူတချို့ကရန်ကိုကြောက်နေတဲ့အတွက်ပညာရှင်တချို့နဲ့ဆိုရှယ်မီဒီယာမှာနာမည်ကြီးသူတချို့ကငလျင်ဆိုတော့ခံမှန်းလို့မရကြောင်းနဲ့လှုံ့နိုင်ဖို့ကသတင်းမှသာဖြစ်တယ်လို့ရှင်းပေးကစိုးရိမ်မှုကိုရှော့ချပေးကြပါတယ်။ဒါပေမဲ့21ရက်နေ့မနက်ပိုင်းမှာကလေးကမိချိုဟာဘေးရင်ဆရာကငလျင်လှုပ်မယ်လို့ပြောထားကြောင်းကိုသူ့အကောင်ကနေတင်ကာသတိပေးနေခဲ့ပါတယ်။ဒါအပြင်ချိုတင်ပြင်ဆင်မှုတွေလုံးတင်ကြောင်းကိုလည်းတိုက်တွန်းနေခဲ့တာပါ။ တိုက်တုံးရဲ့အကြောင်းကိုတစ်ကြိမ်တစ်ခါသာပြောတာမဟုတ်ပဲမိနစ်ပိုင်းခြားကငလျင်လှုပ်မယ်ဆိုတဲ့ပတ်သက်ပြီးတစ်ခုပြီးတစ်ခုတင်နေခဲ့တာပေါ့ငလျင်လှုပ်မယ်လို့ထင်လောက်မလှုပ်ဖြစ်ရောသွားဆဲကြတော့မလားဆိုတဲ့ post ကိုတောင်းဆင်ရေမရအောင်ကိုတင်နေခဲ့တာဖြစ်ပါတယ်မိချိုတင်နာတွေကိုကြည့်ပြီးငလျင်လှုပ်မယ်လို့ထင်ကကြောင်ရွံ့ခဲရတဲ့သူတွေကရန်ကုန်များခဲ့တာပေါ့ဒါအပြင်ဘေဒင်ဆရာကနေ့လယ်12:22မိနစ်တိတိမှလှုပ်မယ်ဆိုပြီးတော့ကိုပြောနေခဲ့တာဖြစ်ပါတယ်ဒါကိုမိချိုကလည်းခဏခဏကိုတင်ကနှုတ်ဆော်နေခဲ့တာပေါ့ မိချိုကသတိပေးတာနဲ့မတူပဲလူတွေကိုကြောက်အောင်ခြောက်တလို့ဖြစ်နေကြတာကိုလူအများကလည်းသတိထားမိခဲ့ကြပါတယ်။ဒါအပြင်မိချိုတယောက်ကန်ဆိုးစွန်နဲ့ပဲငလျင်ကတကယ်မလှုပ်ခဲ့ပါဘူး။ဒါကြောင့်မို့ငလျင်မဖြစ်ဘူးလို့သေချာသွားတဲ့အချိန်မှာမိချိုရဲ့အကောင့်မှာဆဲဆိုပြောသူတွေကအများကြီးဖြစ်လာခဲ့ပါတယ်။ ဒါကိုလည်းမိချိုကသူ့မှာလူအများကိုကဲခြင်းနဲ့စိတ်တခုရဲနဲ့သာသတိပေးတာဖြစ်ကြောင်းရှင်းပြထားခဲ့တာပေါ့။ဒါပြင်ခုလိုဆဲဆိုခံနေရတဲ့အပေါ်မှာရီယန်လေးတွေပေးပြီးဝင်းရံပေးကြပါအောင်လို့ post တွေတင်နေခဲ့သေးတာပေါ့။ဒါကြောင့်မို့ပရိသတ်တချို့ကတော့သူ့ရဲ့ page ဝင်ငွေရဖို့အတွက်လူတွေကိုငလျင်ပေးနဲ့အာယုံဆိုင်အောင်လုပ်နေတယ်လို့ထောက်ပြလာခဲ့ကြပါတယ်။ငလျင်ပေးသတင်းအမှားတွေတင်ခဲ့တဲ့ post တွေမှာစိတ်ဝင်စားသူတွေကလည်းရန်ကုန်များပြားခဲ့တာပေါ့။ ဒါကြောင့်မို့မိချိုကသူ့ဝင်ငွေကောင်းဖို့လူအများကြောင့်တရင်မှတင်တဲ့သူစော့ပြီးအပြင်ထံကိုရှောက်ချလာခဲ့ပါတယ်မိချိုဟာပြီးခရင်ရက်တွေမှာကလေးကရှောင်းလောက်ကပို့စ်တွေကိုရှောက်တင်နေခဲ့ပါတယ်ယောက်ျားဖြစ်သူနဲ့ကိုဝင်၃လလွဲထားရပြီးဆိုပြီးလဲသူ့ page မှာတင်ထားခဲ့တာပေါ့ယောက်ျားတယောက်ကကိုဝင်မလွဲနိုင်ဘူးဆိုပေမဲ့သူကပထမဦးဆုံးအနေနဲ့လွဲထားနိုင်သူစော့ကနမဲကြီးအောင်ခရထအောင်လုပ်ခဲ့တာပေါ့ ကလေးနမဲဘလို့ပေးရမလဲဆိုပြီး post တွေလဲဒါရှောက်တင်ခဲ့ပြီးမှစာနေတာပါဆိုပြီးပြန်ဖြည့်ရှင်းလာခဲ့ပါတယ်။ online ကနေဝင်ငွေရဖို့အတွက်လူအများထိတ်လန့်အောင်ငလင်းသတင်းနဲ့ခူတုံးလုံးမိတဲ့အပေါင်းတောင်းမန်နေရတဲ့မိချောပေါ် brother တို့ရဲ့အမြင်ကိုလည်းခမမဖျက်ဖျက်ခဲ့ပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလုပ်ခဲ့ကြပါအောင်နော်။ YouTube channel ကိုလည်း like and subscribe လုပ်ပေးခဲ့ကြပါအောင်ရှင်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။